ကဲအားလုံးပဲမင်္ဂလာပါ MN Future Channel ကနေပြီးတော့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ရခိုင်ပြည်နယ်ကြောင်းဖြူမြို့နယ်တိုက်ပွဲမှာဘုံမူကြီးပါဝင်လက်အောက်ငယ်သားစစ်ကောင်စီတအုပ်ကိုကျိုးတုပ်ပြီးဖမ်းဆီးထားနိုင်တဲ့အကြောင်းကိုစီကယခုလိုပဲပြန်လဲပြောပြလာခဲ့ပါတယ်မင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင် ကတိုင်းစစ်ဦးစီးမှုပထမတန်းဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင်ကိုကြောက်ဖြူတိုက်ပွဲမှာရခိုင်တပ်တော် AA ကဖမ်းမိထားတယ်။နော်အခုဒီနေ့ရောက်နေတဲ့အချိန်ကဘယ်လိုပုံစံဖြစ်ဗိုလ်မှူးကြီးနော်ဗိုလ်မှူးချုပ်ဗိုလ်မှူးမိတယ်မလား။အော်အေးနောက်တစ်ခေါက်မိပြန်ပြီ။အာယုံမလာကြတော့ဘူး။အဲ့လောက်ထိဖြစ်ကုန်ဘူး။နော်ကျွန်တော်မှတ်မိကြသေးတာအာနာစသိန်းသာစကတူမီလေးရန်ထောင်းလေးနဲ့ စစ်ကြောင်းလေးကိုပြစ်ပြီးပြီးအောင်းမလေးပျော်လိုက်တာဟမ်ဟုတ်တယ်နော်မှတ်မိကြသေးတယ်မလားအေးအဲ့လိုစစ်ကြောင်းလေးကိုပြစ်ပြီးရန်တောင်းလေးနဲ့စစ်ကြောင်းလေးကိုဘုံဘုံဘုံပြစ်ပြီးပြေးချိန်ကမင်းတို့တွေကပြစ်ပြေးပါကွာအဲ့လိုကိုယ်ခနဲ့ခံထိတယ်ဒါပေမဲ့အဲ့ဒီစစ်ကြောင်းလေးကိုပြစ်ပြီးပြေးနိုင်လို့ပျော်လိုက်ကြတာပျော်လိုက်ကြတော့ဘုမလုံးမတော်ရိဘာဖြစ်သားညာဖြစ်တယ်ဆိုပြီးတော့ဟုတ်တယ်နော်ဟမ်မိကလေးဆိုဘုမနာနေမင်းတော့နေသေးတယ်အကောင်းလိုက်တာဟုတ်တယ်မလားဒါပေမဲ့အဲ့ဒီအစင်းရနေတဖြည်းဖြည်းနဲ့စကန်းနေတိတ် နော်တိုက်ရင်တိတ်တမတွေတိတ်စစ်ချောင်းပြုတ်တိုက်နော်အဲ့ဒီကရင်တစ်စစ်လုံးတာမြို့တွေတိတ်ရွာတွေတိတ်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 လာတာအခုဆိုရင်တင်းနေတိုင်းရောမှတောက်လျှောက်တိတ်နော်တပြေးပြေးနဲ့ဖမ်းမိတာနော်စစ်ထနာချုပ်တွေတိတ်ဟာဘုံမှုတွေဘုံမှုချုပ်တွေဟမ်အခုလဲဖမ်းမိပြန်ပြီတိုင်းဘောင်းမပြောကြတော့တာရိုးသွားတော့တာအော်အဲ့ဒါဆိုရင်ခမားတို့ကဒီထက်ကြီးတဲ့အကောင့်တွေကိုမှန်းနေပြီပေါ့တင်းကြတယ်အဲ့ဒါဆိုဟုတ်တယ်လေဘုံမှုတွေဘုံမှုကြီးတွေမိတာကမအော်အေးနောက်တစ်ကောင်မိပြန်ပြီဒါတော့ပဲ တားရဝမ်းသာလုံးမစို့နိုင်ဘူးဆိုရင်ခမားတို့ရဲ့ရီမန်းချက်ကနောက်ထပ်ဒီထက်ကြီးတဲ့ခေါင်းကြီးတွေကိုမှန်းနေတဲ့ပုံမင်းအောင်နိုင်တို့စိုးဝင်းတို့မိတဲ့ဒီမှာဟေးလက်ခုပ်ပြီးမယ်မလားโอเคလောလောဆယ်တော့เนาะအောက်ကရှိတဲ့အကောင်ကြီးမိလဲနည်းနည်းပြောပြလိုက်အောင်ကျွန်တော်တပင်းကိုကျင်ညာပေးမယ်ကျောက်ပြမြို့နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီဒုတိယဗိုလ်မှူးကြီးအစစ်ရှိသူဦးအပါဝင်စစ်တုံးမှအများအပြားကိုအရကတပ်တော်အေအေကလက်ရဖမ်းမိခဲ့တယ်လို့သတင်းရရှိပါတယ် ဖန်စီခံရသူဒုတိယပုံမှုကြီးအစစ်ရှိသူကတော့တိုင်းစစ်ဦးစီးမှုပထမတန်းကပအမကြီး3053နှစ်ဒုတိယပုံမှုကြီးကျော်လင်းကြိုင်ဖြစ်ပါတယ်သူနဲ့အတူစစ်တုံးပန်းအများပြားကိုလည်းလက်ရဖမ်းမိခဲ့ပါတယ်လို့ကြောက်ဖြူညွတ်နယ်မှအေအေနဲ့နီးစပ်တဲ့မြင့်မြင့်စစ်ရေးတရင်မြင့်တူကနေစာသတင်းဌာနကိုပြောဆိုပါတယ်စင်ဂျင်ုံတရားကင်းမဲ့စွာနဲ့အာဂတ်တတ်တော်အပေါ်ကြောက်နဲ့ကြောင်ရုံတုံးကထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်ဟာ မေလ30ရက်နေ့နေ့ငင်းပိုင်းကကြောက်ဖြူမြို့နယ်မင်းသက်တောင်ကျေးရွာအနီးနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင်အပါအဝင်စစ်တုံးမှန်အမြောက်အများကိုအရကတပ်တော်ကလက်ရဖမ်းဆီးရမိခဲ့ပါတယ်လို့ပြောပါတယ်ထို့ပြင်လက်ရှိကြောက်ဖြူမြို့နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးလည်းသူကအခုလို့ပြောပြပါတယ်စစ်ကောင်စီရဲ့ထိုးစစ်ကြောင့်ကြောက်ဖြူမှာတိုက်ပွဲတွေနေ့တိုင်းလို့လို့ရှိနေပါတယ်တိုက်ပွဲဖြစ်တိုင်းစစ်ကောင်စီတပ်တွေအရှုံးနဲ့ရင်ဆိုင်နေရတာပါ မနေ့ကမေလ30ရက်နေ့မွန်လွဲ3နာရီကန်ကလည်းကြောက်ဖြူညွတ်နယ်မင်းသက်တောင်ကြီးရွာမြောက်ဖက်မီတာ600ခန်းအကွာရှိစက်မှုလက်မှုတင်တန်းကြောင်းအတွင်းအခြေပြုထားတဲ့စစ်ကောင်စီတပ်ဟာအရက်ကတပ်တော်ကိုထိုးစစ်ဆင်လာတဲ့အတွက်နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းကြောက်ကြော်လင်းချိုင်အပါအဝင်စစ်တုပ်ပန်းအများကြီးကိုလက်ရလက်နက်ခဲယမ်းတွေနဲ့အတူအရက်ကတပ်တော်ကလက်ရဖမ်းမိခဲ့ပါတယ်။ရခိုင်နေရည်ကဖြစ်ပေါ်ခဲ့တဲ့ကြောက်ဖြူတိုက်ပွဲအတွင်းတမ71ချင်းမြန်တိုက်ရင်ဌာနချုပ်မှာ ဗိုလ်မှူးချုပ်ကျော်မျိုးအောင်နဲ့အလုတ်တင်ဖို့တူဦးကိုလည်းအာကတက်တော်စနိုက်ပါတပ်ဖွဲ့မှရှင်းလင်းနိုင်ခဲ့ပြီးဗိုလ်မှူးချုပ်ကျော်မျိုးအောင်အလောင်းကိုတော့မေလ28ရက်ကအထူးလေရင်နဲ့တောက်ဖြူကနေရန်ကုန်တို့တဲသွားခဲ့တယ်လို့သိရပါတယ်။ဒေါ်လေးရောင်အလောင်းလေးတဲခွင့်ရတယ်။အဲ့ဒီဗိုလ်မှူးချုပ်အလောင်းကိုစစ်ကောင်စီကပြန်လည်ရရှိတွားခဲ့ပေမဲ့ကြံနေသေးတဲ့ဗျူဟာမှူးတဦးနဲ့စစ်ကောင်စီအလောင်း30ကျော်ကိုလက်နက်ခဲယမ်းစိုးနဲ့အတူအာရခတက်တော်ကတင်ဆက်ရမိခဲ့တယ်လို့သိရပါတယ်။ ကြောက်မှုမှဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာစစ်ကောင်စီတပ်ကထိုးစစ်ဆင်နာရကနေဖြစ်ပွားနေတဲ့တိုက်ပွဲတွေဒါဖြစ်ပြီးအာရကတပ်တော်ကရဲစွမ်းတပ်တိအပြစ်နဲ့ပြန်လည်ခုခံတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖက်ကအကြအဆုံးများပြားတာကိုဆိုပါလေကြောက်မှုမှဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲတွေကိုပြန်ကြည့်ရင်အေအေကထိုးစစ်ဆင်နာမျိုးမတွေ့ရပဲစစ်ကောင်စီကစတင်ထိုးစစ်ဆင်ရကနေတိုက်ပွဲဖြစ်တာပဲတွေ့ရတယ်အေကတော့ခံစင်းနဲ့ပဲရင်ဆိုင်နေတာအသေးချပြင်စီပြီးပြန်လိုက်တော့စစ်ကောင်စီတပ်ဖက်ကအကြအဆုံးအထိကညံပြရတာပါ ်လက်ရှိဖြစ်ပွားနေတဲ့စစ်ကောင်စီနဲ့အရက်ကတပ်တော်ချတိုက်ပွဲတွေဟာတရုတ်ကလိုင်းတွင်နဲ့မီတာ6000အကျော်အကွာကိုဝင်းနေပေမဲ့တရုတ်ဝန်ထမ်းတွေအပြင်မြန်မာဝန်ထမ်းတွေလည်းလုံခြုံရေးစိုးရိမ်ပြီးထွက်ပြေးနေကြရတယ်လို့အဲ့ဒီစီးရေးသတင်းတွေကပြောဆိုပါတယ်တိုက်ပွဲပြင်းထန်တဲ့အတွက်ဝန်ထမ်းတွေတာမကစစ်ကောင်စီတပ်သားတွေလည်းကစင်ကလေးကထွက်ပြေးနေကြတာမို့အရက်ကတပ်တော်ကနေ့စဉ်အမြန်ဖမ်းဆီးရမိနေတယ်လို့လည်းနောက်ထပ်ဒေတာတွင်စစ်ပွဲအခြေအနေကိုအနိကဆောက်ကြည့်နေသူနိုင်ငံရေးသမားတို့ကနေစာတည်င်းဌာနကိုပြောပါတယ် ကြောက်ဖြူတိုက်ပွဲတဲ့အတွင်းစစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တွေကမြေပြင်တပ်ဖွဲ့ဝင်တွေကိုစစ်တိုက်ဖို့အတင်းအဓမ္မအမိတ်ပေးခိုင်းစေနေပေမဲ့လက်ရှိပဂရိမြေပြင်မှာတော့တိုက်ရင်းအလိုက်စိတ်သက်ပြပြပြီးတိုက်လို့ခိုက်လို့စိတ်မရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအရက်ခတ်တပ်တော်ထံသို့ယခုရပိုင်းအတွင်းလက်နက်ဖြင့်လက်နက်မဲ့အလံမြူထောင်ကစစ်တိုက်အရင်းဝင်နေကြတယ်လို့ပြောပါတယ်စစ်ကောင်စီတပ်သားတွေအနေနဲ့အရက်ခတ်တပ်တော်ကကမ်းလှမ်းထားတဲ့အပိုင်းအလံမြူထောင်လက်နက်ချခြင်းဖြင့်အသက်ချမ်းသာရပြီးမိသားစုနဲ့ဆော့ဆော့တွဲဆုံနိုင်မယ်လို့သူကပြောပါတယ် လက်နက်ချအညံ့ခံတဲ့စစ်သားတွေနဲ့ကျွန်တော်တို့တွားပြီးတော့သူတို့ကသူတို့ရဲ့လုပ်ဖို့ကင်ပဲစစ်သားတွေကိုအကြံပြုပေးပါတယ်လို့ပြောပါတယ်။အားကတက်တော်ဖက်မှထုတ်ပြန်ထားတဲ့လမ်းဖြူဆောင်လက်နက်ချဘူဝါဒအတိုင်းကြောက်ဖြူမျိုးပောင်းရင်းကျင်မှာထိုးစစ်စင်တိုက်ခိုက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့စောစောအလံဖြူထောင်ရင်စောစောအတက်ရှင်ကြံရင်စေရမယ်။မိသားစုဆွေမျိုးတွေနဲ့စောစောတွဲဆောင်ရနိုင်မယ်။ဒါကြောင့်အသေးခံပြီးတိုက်နေကြတဲ့လက်နက်ချဖို့ပြောလိုက်ပါလို့ပြောပါတယ်။အားကတက်တော်ကလည်းလက်နက်နဲ့အလင်းဝင်သူတွေကိုစစ်တုံးနဲ့ဥပဒေအတိုင်းအကောင်းဆုံး လက်ခံပေးနေတကယ်တော့ထိုက်တန်တဲ့စုငွေတွေကိုလည်းပေးရတာမိသားစုဆွေမျိုးတွေထံတို့လွှဲပြောင်းမှုတွေလည်းစက်တိုက်လှုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်။ဒါကတော့ဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင်ကိုပုံရတဲ့ကွာထုတ်ပြန်ပေးလိုက်တယ်နော်။အဲ့တော့ပါစပ်ပြောမဟုတ်ဘူး။ဟိုဘက်ရက်ကွာကဘာဖြစ်လဲကျင်းနေတာအဖရေခဲပဲဟုတ်လား။ရေခဲပဲတာအဲ့ရေခဲမင်းတို့ဖိနေထိုးထဲလိုက်နော်။တိလားရေခဲပဲရေခဲပဲဆိုရင်အောက်မှာစစ်သားတွေမျိုးသုံးကုန်ပြီ။တိလားမင်းတို့လော်တဲ့ကောင်တွေရောမင်းတို့အပေါ်ကခွေးကောင်းကောင်တွေရောအကုန်ရေခဲလုံနေတော့အဲ့ဒီရေခဲကမင်းတို့ဖိနေထိုးထဲတယ်အဲ့မှာ။ တိလားဟမ်မဖြစ်တဲ့ဘောမတွေကြီးညာနေတာလိုင်းပေါ်မှာရှိတဲ့ဘောမတွေဟမ်ဘယ်ကောင်လဲတော့မသိဘူးမှတ်မိတော့တွေ့သေးတယ်အဲ့ကြောက်ယူကိစ္စနဲ့ပတ်သက်လို့ဘာအေးဆေးပဲကြောက်ယူကိုဘလို့ဘလို့စစ်တောင်းထိုးတာကဘာဖြစ်နေလဲမင်းတို့ကောင်တွေဗဇက်ကနေလူတက်နေတာမင်းတို့တကယ်ဗဇက်ကလူတက်တာမင်းတို့စစ်တပ်အားပေးတဲ့ကောင်တွေတိလားပေရာအမှန်တိမြည်တိဘုံမူတိအစင်းရဆသိနေဆိုအောက်ချရဲဘော်တွေဘလောက်သိတယ်မင်းတို့စဉ်းစားကြည့် အဲ့ဒီပေရတဲ့ရဲဘော်တွေကမင်းတို့စစ်ခေါင်းဆောင်တွေနဲ့မင်းတို့အဲ့ဒီစစ်တပ်ကိုထောက်ခံပါတယ်ဆိုတော့မင်းတို့ခွေးမျိုးတွေတတိုက်ချောက်ကိုသိရတယ်။ဘေးကနေမြှောက်ပေးတယ်။ဟမ်သွားကြည့်ရခိုင်မှာမင်းတို့အဲ့ဒီစစ်တပ်ကိုထောက်ခံတဲ့ line ပေါ်မှာ on နေတဲ့နော်ဖားတယ်တွေဖားကောင်းတွေမင်းတို့ကိုယ်တိုင်အဲ့ဒီရခိုင်အောင်တွားပြီးမင်းတို့တိုက်ရဲတာ။တကောင်မှမတိုက်ရဲဘူးမယုံရင်လူကြည့်။အဲ့တော့မင်းတို့စစ်တပ်ကကောင်တွေမွားနေတယ်ငါပြောချင်တာကမင်းတို့တွေအင်တာနက်မတုံးတာလားဘာလားတော့မသိဘူး။နော်ဒီခွေးသားတွေမြှောက်ပေးတဲ့တဲ့င်းလောက်နားထောင်မယ်ဆိုတော့မင်းတို့အသက်ပြေလို့ဆုံးမှာမဟုတ်ဘူး။ နော်ကြည့်ဘုံဘူးကြီးစင်နေအောင်မှဖြုတ်ခဲဖြုတ်ခဲပါနေပြီအဲ့လိုနေထားမှာအောက်ခြေတက်ဖို့ဝင်ဘယ်လောက်ကြမလဲစဉ်းစားကြည့်နော်ဒါဝင်ပေလို့မင်းအောင်လှိုင်းကပြောသေးတယ်ဘာဖြစ်တယ်အပြစ်ခက်ရက်ဆဲထားတာကိုဟိုသူများတွေကသူ့ကိုတိုက်လို့ဆိုသူတို့စစ်တပ်ကပဲတိုက်နေတာနော်အဲ့တော့ဟိုပြောရမှာမကောင်းဘူးကစစ်တပ်ထဲမှာဒီစစ်သားဟိုအရင်ဒီစစ်မှုထမ်းဥပဒေမတိုင်ခင်အရင်ရှိခဲ့တဲ့စစ်သားတွေကလေ ကိုအမေကိုမရပြန်တော်ခိုင်းတော့တော်မဲ့ကောင်မျိုးတွေလုံးဝအတ္တိတရားကိုမှောင်မှိုက်ပြီးတော့သူတို့အာယုံထဲမှာဘာမှအတ္တိတရားမရှိတော့ဘူးအမိတ်ပေးလို့တိုက်ဆိုရင်တိုက်မယ်တက်ဆိုရင်တက်မယ်ပြစ်ဆိုရင်ပြစ်မယ်ဆိုတဲ့အတ္တိတော့ပဲရှိတော့တယ်အဲ့ဒါလို့ကြောက်အခုလို့မျိုးကန်းကုန်တာအဲ့တော့စဉ်းစားကြဒါပေမဲ့ကျွန်တော်တို့ပြောချင်တာကတိုင်ရင်တက်ဖွဲ့ရဲဘော်တွေတိုင်ရင်သားလက်နက်ကင်တွေနဲ့ခမားတို့မိလိုက်ရင်တုံမန်းမိလိုက်ရင်တိုက်ပွဲမှာပြစ်လို့ခတ်လို့မှနော်ဒဏ်ရာတွေရပြီးတော့အော်ဟဲ့ညီးဟဲ့တက်လာတဲ့ကောင်တွေတခါမှမေးမင်းတို့အပတ်စဉ်ဘယ်လောက်လဲနော် လက်ရှိစစ်မှုထမ်းဥပဒေနောက်ပိုင်းကလွဲလို့အဲ့ဒီအရှိရကောင်ဆိုအကောင်လုံးပြစ်တာပလိုက်ပြီးတော့ရှုပ်လို့ခင်ဗျားတို့ရေနဲ့မလားတဲ့ထွေးနဲ့မထွေးနဲ့ဘာလူသားချင်းစာနာမနေဒီကောင်တွေလူစိတ်ရှိတဲ့ကောင်တွေမဟုတ်ဘူးလူလူချင်းမလို့လူသားချင်းစာနာတင်တာသိလားကျွန်တော်တို့တွေကလူသားချင်းစာနာမှာလူစိတ်ရှိတဲ့ကောင်တွေကိုပဲလူသားချင်းစာနာမှာဘာဖြစ်လို့လဲနာမည်ကိုတဲကလူသားချင်းစာနာတာလူနဲ့ခွေးနဲ့စာနာတာမဟုတ်ဘူးအဲ့တော့ခွေးစိတ်ပေါက်နေတိရစ္ဆာန်စိတ်ပေါက်နေတဲ့ကောင်တွေကိုခင်ဗျားတို့စာနာစရာအကြောင်းမရှိဘူး တိလာနော်ငါ့ညီတွေငါ့ညီမတွေရဲဘော်တွေရှေ့တန်းထဲမှာတိုက်နေတဲ့နော်ညီငယ်တွေနော်အရာရှိကမလုပ်ခိုင်းရင်လည်းဒီကောင်တကောင်ကိုစစ်စရာမေးစရာမရှိဘူးဘာမှမလုပ်တော့ဘူးဟုတ်လားအဲ့ဒါဆိုရင်အရာရှိကမလုပ်ပါနဲ့တုံမှန်ဥပဒေပါညာတတာတခါတွေနေကြကွာစီတွေတောင်ကြီးပဲလို့တွေလုပ်နေလို့ရှိရင်ဟုတ်ခဲ့ပါလို့ခေါင်းချင်းလိုက်ပြီးလို့ရှိရင်ပြစ်တတ်ပိုက်ဘာလို့ပြစ်လဲဆိုကျွန်တော်တနက်လူကြီးကျွန်တော်ခုခံလို့ပြစ်တယ်လို့ပြီးရောရှင်းလို့ရှောက်လို့တိလာနော်တို့ရဲ့ခေါင်းစဉ်ကိုတည်းကပါတယ်လူသားချင်းစာနာတာလူမဟုတ်တဲ့ကောင်တွေမစာနာနဲ့ နော်အဲ့လူမုန်းတဲ့ကောင်တွေမစာနိုင်မင်းတို့စာနာလိုက်ရင်မင်းတို့ရဲ့အတက်တွေအလကားတက်စရိယာတွေမတန်ဘူးဒီလူမဟုတ်တဲ့ကောင်တွေအယောက်တရာနဲ့ဒိုးဘက်ကရဲဘော်တယောက်နဲ့မလဲနိုင်ဘူးဒါကြောင့်မို့လို့မလို့အဲ့တဲ့ကောင်တွေပြစ်တတ်လိုက်မင်းတို့ငါမေးမယ်ကွာစစ်တပ်ဘက်မှာငါတို့ PDF တွေတော်လိုင်းအင်အားစုတွေကိုဖမ်းထားတဲ့တုံမှန်းချင်းလဲမယ်ဆိုရယ်တုံမှန်းရှိလားမင်းတို့စစ်သားတွေက PDF တွေမိလို့နော်စစ်လေးလေးတိုက်ကြတာနဲ့အချိုရဘူးလေးလိုက်ပြီးတော့ ရရှိတဲ့ချွေဘူးတွေကိုလည်းမျက်တော့သူတို့လည်းပစားထက်ခွန်းတဲ့ဟာမြင်ဘူးလားမမြင်ဘူးပါဘူးအခုကဲမစ္စတန်နဲ့တုံမန်းကြီးလဲမယ်ဆိုတို့ PDF ကဖမ်းထားတဲ့ PDF မပြောပါနဲ့ကွာတာမန်ပြည်သူလူငယ်တွေကိုဖမ်းထားတဲ့ကလေးတွေအောင်မကောင်းကောင်းမွန်မွန်ဆောက်ရှောက်ထားတာတွေ့တာအဲ့ဒါအဖြေပဲ PDF မပြောနဲ့ရက်ကွက်ထဲမှာသူ့အသူပေါက်ပန်း40ရှောက်ဖမ်းပြီးတော့နော်ခေါင်းစဉ်မျိုးစုံတတ်ထားတဲ့တာမန်ပြည်သူတွေတောင်မှအဲ့ဒီစစ်တပ်ကဆောက်ရှောက်ထားတာတွေ့တာ အဲ့တော့ဒိုးကလူသားချင်းစာနာဆိုတဲ့ခေါင်းစဉ်အောက်မှာပဲနေလူနဲ့ခွေးနဲ့စာနာဆိုတဲ့ခေါင်းစဉ်အောက်ကိုမရောက်ဝါးစေနဲ့ဒါကြောင့်မလို့တက်ရင်တက်ဖွဲ့မှာရှိတဲ့အရာရှိနော်လူကြီးမင်းတွေကိုကျွန်တော်ဒီကပြောချင်တာခမည်းတော်စာနာမှာကလူသားချင်းပဲစာနာမှာခွေးစိတ်ပေါက်နေတိရစ္ဆာန်စိတ်ပေါက်နေတဲ့ခေါင်းတွေလူနဲ့ခွေးနဲ့သွားမစာနာနဲ့ခမည်းတော်ကျွန်တော်တို့အောက်မှာရှိတဲ့ကလေးတွေရဲ့အတက်ကအလကားမရဘူးနော်အဲ့တော့တိုင်းတဲ့လက်နက်ကင်တွေပဲဖြစ်ဖြစ် PDF ဒီ MOD အောက်မှာတိုက်နေတဲ့ PDF တွေအပြင်က locket တိုက်နေတဲ့ PDF တွေပဲဖြစ်ဖြစ် တို့တွေစာနာမှာကလူဓာချင်းပဲစာနာမှာလူနဲ့ခွေးနဲ့မစာနာကြနဲ့ကျွန်တော်ဒါလေးပဲမြေတားရက်ခံနေတာပါเนาะမြေတားရက်ခံတာပါတိလာစောက်သဲနာကြီးတို့အဲ့ဒီခွေးမျိုးတွေကို